ဖီယောဂီသူတော်စင်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဦးစင်ကတော့ဟိတေတိဆရာတော်ပါ။မိမင်းတို့လေ့ကျင့်နေကြတဲ့စိတ်ကိုအင်ကြောင်းနေမှုအောင်မြင်အောင်တတိဆက်ဆက်အောင်ကိုတို့က ကာယ ानु ပသနာခန္ဓာယုံတိုင်းယွန်းတိုင်းပြောင်းတိုင်းပြန်တိုင်းမှာသိပေးနေတယ်ဆိုတာကိုယ်ရဲ့စိတ်အပြင်ကိုထွက်မတော်ရအောင်အတိတ်ကိုထွက်မတော်ရအောင်အနာဂတ်ကိုထွက်မတော်ရအောင်တကယ်လို့ထွက်တော်တယ်ဆိုရင်တောင်မှတာရှည်မထွက်တော်ဘူးလေနည်းနည်းလေးပဲထွက်တော်ပြီးတော့ပြန်သီးတာပေါ့ပြန်ဖမ်းနိုင်တာပေါ့စိတ်ကို စိတ်ကိုစောင့်ကြည့်နေတဲ့သူကကြောင်ကြောင်တလို့ရှောက်နေတာပေါ့အမေတဲ့ပိတ်ဆုံးပံမှာ fresh ဖြစ်ပြီးတော့မှတခါတည်းစောင့်ကြည့်နေတာလေးလာစောင့်ကြည့်နေတာဘာကိုစောင့်ကြည့်နေတာလဲမိမိရဲ့စိတ်အရှိနေတယ်ဘလို့ရှိလေဒေါသနဲ့ပေါင်းမိလားလောဘနဲ့ပေါင်းဖြစ်လားဒီနေရာတွေကိုရောက်နေလေစိတ် ဲ့ဒါတွေကို လေ့ကျင့်နေတာပေါ့နော်ဘလို့ပဲဖြစ်ဖြစ်အဲ့ဒါတွေကိုလေ့ကျင့်နေတယ်ဆိုတာမြတ်စွာဘုရားနဲ့တကွာအရိယာသံဃာတော်တွေလေဒီအတိုင်းကာယဝေဒနာစိတ်ဓာဓမ္မလို့ခေါ်တယ်ပฏิပဌံလမ်းကြောင်းအတိုင်းသောခေရပြီးတော့မှငြိမ်းချမ်းတယ်ငြိမ်းအေးတယ် နိဗ္ဗာန်လို့ခေါ်တယ်။နောက်ဘဝအတိတ်တပံမဖြစ်ပေါ်မှုဘုဘဝမှာငြိမ်းချမ်းမှုနော်စေရေးငြိမ်းချမ်းမှုပညာပေါ်လာမှုတွေနဲ့အတူဒါကောင်းကောင်းအနာယူတော့ကြပြီပေါ့ကန္တာကိုလေးနာပြီစိတ်လေးနာပြီပုထုဇဉ်နဲ့အရိယာဘာကောလေးဆိုတော့အရိယာက အနာယူတော့ပြီเนาะပုထုဇဉ်ကအနာမရနိုင်သေးဘူးဟိုအတွက်တွေးဘူးဒီအတွက်တွေးဘူးဘသူပူခိုင်းလို့ပူမှန်းမသိသူဟာသူပူနေတာเนาะအရိယာတွေကမပူဘာလို့မပူတာလဲပိစုံပန်တိုင်းပိစုံပန်တိုင်း second တိုင်း second တိုင်းမှာပြက်ရှာနေတာเนาะနောက်အနာကအတွက်သူမှအကျွေးမရှိဘူး အတိတ်ကအချွေးတွေကိုလည်းအကုန်ဆက်နေတာအတိတ်ကအကြောင်းအရာတွေပေါ်လာရင်လည်းရှုံငင်းအောင်သီးပေးရတာနော်အဲ့ဒါပဲပုထုဇဉ်နဲ့အရိယာဘာကောလဲဆိုရင်ဘယ်လိုမျိုးကောပါလဲအဲ့ဒါနဲ့အိမိနာပဏညာနေနာတဲ့ဣတသာသနေတဲ့လက်တတသောလက်တပဋိတော်နိယတဂတိခောສຸລັນໂຕດາບັນໂນນາມະຫໍດີແດ່ ။ဒါဂတိမြေသောပြီတဲ့။လာရဂတိသောရဂတိအပေသန္တရာမှာမကြတော့ဘူးတဲ့ဘလို့မှအဲ့ဒါစူလာသောတာပန်လို့ခေါ်ပါတယ်တဲ့အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဣတံစရံနိသိနောဝခယာနောယာဝတ္တဝိဒမိတ်တော်တဲ့လယောင်းထိုင်ရသောအရိယာဘုံ၄ပါးမှာမြင့်မြတ်တဲ့ အချင်းမြတ်သတိပဋ္ဌာန်ကိုလေ့ကျင့်နေလို့ပါတဲ့အဲ့ဒါလေမြတ်တေတဲ့ယောသဝေသတတံဇီဝေအပတ္တဥဒိယဘယံတဲ့ဧကဟံဇီဝိတံသေယောပတ္တောဥဒိယဘယံတဲ့ပြပြက်ကိုမမြင်ပဲနဲ့အသက်တရာနေရသောညာလေးမမြတ်တဲ့အသက်တစ်စက္ကန့်လေးပင်နေရနေရ ဖြစ်ပျက်ကိုတချင်းမြင်လိုက်တာသည်မြတ်ပါတယ်တဲ့ပါဠိတော်တွေကအဲ့လိုဆိုပါတယ်အဲ့ဒါနဲ့ကိုတို့ကဖြစ်ပျက်ဆိုတာဗာလေဖြစ်ပျက်ဆိုတာကိုယ်စိတ်ကိုသိပေးနေတော်တော်လေးမြင်နိုင်ပါတယ်အခုခဏငါကြားတဲ့အသံနဲ့အခုအသံနဲ့မတူတော့ဘူးအခုခဏငါမြင်လိုက်တဲ့အစင်အယုံနဲ့အခုမြင်တဲ့အစင်အယုံဟာမတူတော့ဘူးပြည့်နေပြီမတူတော့ဘူးဆိုကြတဲ့က ပြတ်နေပြီအဲ့ဒါဖြစ်ပြဲအဲ့ဒါအနေစာစိတ်အရှိနေလေမတူတော့ဘူးအသေးရှာကြည့်စိတ်အရှိနေမတူတော့လို့အဲ့ဒါခဏိကမရဏလို့ခေါ်ပါတယ်ခဏတိုင်းခဏတိုင်းစီနေတာပေါ့ကိုအသေးကိုကိုကလိုက်ပြီးတော့သိပေးနေတာငါသည် အရှင်မဟုတ်ပါဘူးအသေးပါလား အသေးကြီးပါလားဒီခန္ဓာကိုစိတ်တလုံးသည်တဘဝဖြစ်ပါတယ်စိတ်ဓာနုပသနာသမားတွေမှာစိတ်တလုံးသည်တဘဝလို့ဘာဖြစ်လို့ပြောလဲစိတ်တလုံးမှာစိတ်တစ်ခုမှာခန္ဓာ၅ပါးပါပါတယ်နော်မာလဲဖောက်ပြန်ခံစားမေတ္တာပြုပြင်သီဝိညာဉ်ငါအိမ်ခန္ဓာမဲ့တာယုတ်ကလက်တွေဖောက်ပြန်နေတယ်အပံတွေဆိုတာယုတ်တရားဖောက်ပြန်နေတယ် အစင်းတွေဆိုတာလေယုတ်တရားဖောက်ပြန်နေတယ်ခုအစင်းလေးကိုမြင်ပြီးတော့မှသဖို့ကြမနေနိုင်အောင်အဲ့ဒီအစင်းလေးခဏနေပျောက်တာပဲအဲ့ဒီပျောက်တာကိုနှလုံးသားထဲမှာဆွေးဆုပ်ထားပြီးတော့မှတကီးကိုခံစားနေလိုက်တာဖိဖြစ်နေလိုက်တာအဲ့ဒါနဲ့ပုထုဇဉ်ောအုံမဲတကောဆိုတာပုထုဇဉ်နေယူနေတယ်ဆိုတာအဲ့ဒါပေါ့ခဏတာလေးအကြောင်းတိုက်ဆိုင်လို့ မျက်စိနဲ့အဆင်းနဲ့တိုက်လို့ပေါ်တာကိုမြင်စိတ်လို့မသိပေပေနဲ့တအားကြီးလိုချင်နေတဲ့နှစ်သက်နေတဲ့ဆွေးလဲနေတဲ့